အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပီးလိုက်ပါတယ်အဲ့တော့ Manchester United အသင်းအနေဒီနေ့အပြောင်းရွှေ့မှာတော့တည်ကြတဲ့အတိုင်းပဲထင်ထားတာပို့ပြီးအလုရှုံနေတာကိုတွေ့ရမယ်ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်တို့ဒါမြန်မာစံတော်ချိန်နဲ့ပြန်တွက်မယ်ဆိုရင်တော့အေးပါဒီနေ့ညတကောင်ဒါသူတို့ရဲ့ဒါကျွန်တော်တို့ညနေညဘက်ဆိုရင်တော့ဒါ ကျွန်တော်အနေနဲ့ဒါဟိုဟာပြီးပြီပေါ့နော်ဒါကျွန်တော်အပြောင်းအရွှေ့ရသည်ပထမပိုင်းပြီးပြီပေါ့နော်ဒါကျွန်တော် club world cup အသင်းအတွက်ဒါကျွန်တော်တို့အနေနဲ့ဂျွန်လာ၁ရက်နေ့ကနေပြီးတော့ဂျွန်လာ၁၀ရက်နေ့အထိဖွင့်ပေးထားတယ်ဒါကျွန်တော်အပြောင်းအရွှေ့ကဒီနေ့မှတရားဝင်ပြီးဆုံးတော့မှာဖြစ်ပါတယ်ပြီးတော့ဂျွန်လာ၁၆ရက်နေ့မှာပြန်ဖွင့်မှာပေါ့နော်ဂျာတဲ့မှာ၆ရက်လောက်ဒါကျွန်တော်တို့အသင်းအနေနဲ့ကစားသမားတွေကိုပြန်တော့လိုက်လို့ရမတရားဝင်ခေါ်ယူခွင့်တော့မရှိဘူးဒါပေမဲ့ ဘလို့ပြောလက်ရှိမှာဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒီနေ့ဒါအပြောင်းရွှေ့မှာမက်သျူးဝက်စ်ခေါနာတယောက်ကိုတော့ခေါ်ယူသွားနိုင်ခဲ့တယ်ဖြစ်တယ်။အဲ့တော့မန်ချက်စတာယူနိုက်တက်အပြောင်းရွှေ့လီကိုဒါကျွန်တော်ဒီနေ့မနက်ပိုင်းမှာနည်းနည်းလေးပြောလိုက်အောင်။မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒီနေ့မနက်ပိုင်းရဲ့ဒါကျွန်တော်နောက်ဆုံး update တွေရဆိုရင်တော့ဒါတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့လက်ရှိမှာဒါစပေါ့တင်ရဲ့လက်ရှိတိုက်စစ်မှုဖြစ်တဲ့ဗိတ်တာကာယိုဂရက်စ်ကိုတရားဝင်စတင်ချဉ်ကပ်မှုတွေကိုပြုလုပ်ခဲ့ပြီးဆိုပြီးတော့ Sky Sport ကသူတို့အနေနဲ့စတင်မီတင်လာကောင်တွေ့ရမယ်အဲ့တော့မန်ချက်စတာယူနိုက်တက်အသင်းကဒီနှစ်ဒါလွေရာသီအပြောင်းအရွှေ့မှာတိုက်စစ်မှုတယောက်ခေါ်ယူမယ်ဆိုတာအကုန်လုံးသိပြီးသားဖြစ်ပြီးပြီလက်ရှိမှာဒါကျွန်တော်ဗိတ်တာကာယိုဂရက်စ်ကမန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှုခေါ်ယူမှုမှာနံပါတ်1နေရာကိုသွားနေတယ်ဆိုတော့လုံးဝငင်းလို့မရအဲ့တော့ဗိတ်တာကာယိုဂရက်စ်အနေနဲ့လက်ရှိမှာသူကဒါကျွန်တော်ဥရောပနိုင်ငံကိုပြောင်းရွှေ့ ွှေ့ခြင်းနဲ့ဒါပေကုနာပေါ်လိုပဲလက်ရှိအခြေအနေနောက်ဆုံး update သတင်းတွေရဆိုရင်တော့ Victor Kyogres အနေနဲ့ဒါကြောင့် Premier League အင်္ဂလန်မှာသူပြန်လာကစားခြင်းနဲ့အင်္ဂလန်မှာသူအနေနဲ့တချင်ကဒါ Championship မှာ Coventry တင်းနဲ့ကစားခဲ့ပြီးတော့တကယ်ကိုခြေစွမ်းပြမှုတွေကိုသူလုပ်ပြနိုင်ခဲ့တယ်လက်ရှိမှာဒါသူအနေနဲ့ပိုကောင်းတဲ့ဒါ Premier League မှာပိုဆော့ဖို့တော့သူအနေနဲ့ဒါ အစိဆရာထက်တန်တယ်ပေါ့အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့တစ်ချိန်ကလည်းဒါကျွန်တော်ရူဘင်အာမိုရီလက်အောက်မှာဒါတောက်ပခဲ့ဘူးရတိုက်စစ်မှုတရားဖြစ်တဲ့ကြောင့် Manchester United အသင်းစီမှာလည်းသူ့အနေနဲ့ပြန်လာပြီးပြောင်းရွှေ့ခြင်းနဲ့ကစားသမားကိုယ်တိုင်ကလက်ရှိမှာဒါ Manchester United အသင်းနဲ့ဒါကျွန်တော် Champions League ဝင်တာမဝင်တာသူ့အနေနဲ့စိတ်ဝင်စားဘူးသူ့အနေနဲ့ Manchester United အသင်းဒါ Premier League မှာပဲကစားခြင်းတော့ကြောင့် Manchester United အသင်းကတကယ်၍လာပြီးတော့ခေါ်ခဲ့မယ်ဆိုရင်တော့ကစားသမားအနေနဲ့ဒါကျွန်တော်တို့ ပြောင်းရွှေ့မှုတို့အခြေအနေတွေကောင်းမယ်ဆိုတဲ့သတင်းတွေတော့ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှာ Manchester United အသင်းဘက်ကတော့ကျွန်တော်တို့မနီညကတရားဝင်ချိတ်ဆက်မှုတွေကိုစတင်ပြီးပြုလုပ်ခဲ့တာဖြစ်တယ်။အဲ့တော့ဒီနေ့ညမှာတော့ကျွန်တော်တို့တရားဝင်အပြောင်းရွှေ့ပြီးဆုံးတော့မှဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါကြောင့်ဒီကစားသမားကိုတော့ဒါ အမီခေါ်ယူသွားနိုင်ပဲလို့ကျွန်တော်အနေနဲ့မတင်ဘူး။ဒါမှလည်းပြော United အသင်းတို့ကလည်းမလိုပါဘူး။ United အသင်းနဲ့လက်ရှိမှာ club worker ဆော့ရတဲ့အသင်းတသင်းမဟုတ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ကစားသမားကို AACC ခေါ်လို့ရတယ်ဆိုတဲ့သဘောမှာရှိတယ်။အဲ့တော့ United အသင်းနဲ့ဒါကျွန်တော်တို့ကစားသမား၂ယောက်ကိုအခုချိန်မှာဒါတရားဝင်ချိတ်ဆက်မှုတွေရှိနေပြီ။တရားဝင်တာကျွန်တော်ခေါ်ယူဖို့တဲ့တောက်လျှောက်ကြိုးစားနေတာဖြစ်တယ်။ဒါမှလည်း Victor Gyökeres အကြောင်းအရင်ပြောအောင်။အဲ့တော့ Victor Gyökeres တို့အခုလက်ရှိမှာဒါ Sporting ဘက်ကနေ၅သန်းထပ်ပြီးတော့ဈေးလျှော့ပြီးပြီဆိုတဲ့သတင်းတွေထပ်ပြီးတော့ထွက်ပေါ်လာခဲ့တယ်။အစကတည်းကဒါကျွန်တော်တို့ Sporting ကဒါကျွန်တော်တို့ Victor Gyökeres မှာစာသွေးဖြတ်သိမ်း င်းချင်းရှိတယ်ယူရိုတန်100ပေါ့နော်အဲယူရိုတန်100ကိုလည်းကျစာရုပ်ဖြတ်သိမ်းခြင်းမဟုတ်တော့ဘဲနဲ့အခုတစ်ဖက်ကတော့ကျွန်တော်တို့ Victor Kyogre Strider ကျွန်တော်တို့ယူရို65သန်းဒီနေ့ဒါအကြောင်းရွှေမှာစတင်ပြီးခေါ်ခဲ့တယ်ဒါပေမဲ့ယူရို65သန်းကိုလည်းလူတွေမဘွဲထူးဆန်းတဲ့ပေါ့နော်ဒါ Arsenal အသင်းကို Chelsea အသင်းကိုမဝယ်တော့တဲ့အချိန်မှာလည်းအာကျွန်တော်လက်ရှိမှာ United အသင်းကလည်းတရားဝင်ချိတ်ဆက်မှုတွေပြုလုပ်ပြီးတဲ့အချိန်မှာတစ်ဖက်နောက်ဆုံး update တွေနေရဆိုရင်တော့ Victor Kyogre ရဲ့အပြောင်းရွှေ့အတွက် Sporting Bag ကနေပြီးတော့ယူရို60ဈေးချပေးလိုက်ပြီးဆိုတဲ့သတင်းတွေထောက်လျှောက်ထွက်ပေါ်လာခဲ့တယ်အရင်ကတော့ယူရို65သန်းပ ေါင်55တန်းဆိုတဲ့ဈေးပုံစံမျိုးတွားနေရကနေပြီးတော့အခုလက်ရှိမှာဒါကျွန်တော်ယူရိုတန်း60ပေါင်တန်း50နဲ့52တန်းပတ်ချလဲဝင်ကျင်ကြဒါကျွန်တော်ဈေးပြောင်းသွားပြီလို့သိရတယ်။အဲ့တော့ပြောချင်တာကလက်ရှိမှာဒီကစားတော့မှတစ်ပြေးနဲ့တစ်ပြေးဈေးကျလာခဲ့တယ်ပေါ့နော်။အဲ့တော့အမှန်တမ်းပြောရမလို့ကျွန်တော်နေနဲ့ဘာကြောင့်လဲဆိုရင်တော့ကျွန်တော်လည်းမသိဘူးပေါ့နော်။ Spotify ဘက်ကဒီကစားတော့မှတောက်လျှောက်အဒီဂျေထိုးရောင်းမှုလုပ်နေတာကျွန်တော်ဒီအပြောင်းရွှေ့ရသည့်အစကတည်းကလို့ဆိုလို့ရမယ်တယ်မှာပါတယ်။ကစားတော့မှဒါကျွန်တော်အာဆိုတဲ့ကလည်းခွန်နုခွန်နုနဲ့မခေါ်ဖြစ်ခဲ့ဘူး။လက်ရှိမှာဒါကျွန်တော်ကြားတယ်မှာလည်းချက်စီတဲ့ကတရားဝင်ဆက်သွယ်မှုတွေကိုပြုလုပ်ခဲ့ ့ပေမဲ့ဘာမှသိပ်ပြီးတိုးတက်မလာခဲ့တဲ့မှာအဲ့တော့လက်ရှိမှာဒါ Manchester United အသင်းကတော့ Victor Caigres ကိုတရားဝင်ချိတ်ဆက်မှုတွေကိုစတင်ပြီးပြုလုပ်နေပြီဖြစ်တဲ့အကြောင်းမို့ Manchester United အသင်းကိုပဲ Victor Caigres ပြောင်းသွားမှာအဲ့တော့မနစ်ကတာကျွန်တော်တို့ Ruben Amorim ဆက်ရောက်ကလေးက Ruben Amorim ကသူ့ရဲ့တပည့်ဟောင်းကိုအသင်းကိုခေါ်ယူခြင်းခဲ့တာဖြစ်ပေမဲ့ဒါကျွန်တော်တို့ Sporting နဲ့သူနဲ့ဂျာတဲ့မှာရှိခဲ့တဲ့ agreement တစ်ခုကြောင့်သူ့အနေနဲ့မခေါ်ယူခဲ့ဘူးအဓိကကတော့ Sporting ဘက်ကဒါကျွန်တော်တို့ ရူဘယ်အာမိုရင်းသာအသင်းပြောင်းသွားခဲ့မယ်ဆိုရင်သူ့အနေနဲ့ဒါကျတော့ပထမအောင်သူရဲရောက်ချင်းဒါယာဒီဟုတ်ပေါ့ယာဒီဘွားပေါ့နော်ဒါကျွန်တော်သူပြောက်ချင်းဒါ transfer window မှာသူ့ရဲ့ကစားသမားဟောင်းတွေကိုမခေါ်ပါဘူးဆိုတဲ့ဒါဂရိပုံစံမျိုးရူဘယ်အာမိုရင်းက sporting back ကိုပေးခဲ့တဲ့ကြောင့်မို့ဒါဂျားထဲမှာသူ့အနေနဲ့မခေါ်ခဲ့ဘူးလို့ပြောလို့ရတယ်အဲ့တော့အခုလက်ရှိမှာဒီဂရိကတော့ပြီးသွားပြီလို့ပြောလို့ရတယ် gentleman ဂရိကတော့ပြီးသွားတဲ့ကြောင့်ဒါ sporting ကိုလည်းပြန်လဲပေါ့အဲ့တော့ sporting ကိုယ်တိုင်ကလည်းလက်ရှိမှာဒါကျွန်တော်ဒီအပြောင်းရွှေ့အတွက်ဒီကစားသမားအတွက်ဒါ မင်းမမမြလိုချင်တာတဲ့ဆိုင်ဒီကစားသမားအဓိကရောင်းချတယ်ကျွန်တော်စိတ်ဝင်စားတာဗောနော်ဘာဖြစ်လို့ဒီလောက်တောင်တာကျွန်တော် sporting back ကအကြီးကြီးရောင်းချခြင်းနဲ့အဲ့ဒါပတ်စံလူလူလာဒါမှမဟုတ်ဒါဘာကြောင့်လဲတေချာတကွာဒါကျွန်တော်ဒီတိုက်စစ်မှု governmentry back ကဒါကျွန်တော် sporting ကခေါ်ခြင်းမှာဈေးအများကြီးမပေးရဘူးဆိုတော့ကျွန်တော်သိတယ်ဒါပေမဲ့သူတို့အနေနဲ့အဲဒီနေရာမှာဗောနော်ဒါကျွန်တော်တို့ တိုက်တဲ့နဲ့ပြောင်းရွှေ့ခြင်းတခုရမယ်ဆိုရင်တော့မစိုးဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့ United အသင်းနဲ့ဒီပြောင်းရွှေ့အတွက်ဘာဒီဘလူဆက်လုပ်နေလဲဆိုတာကတော်တော်လေးကိုကျွန်တော်စိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတခုဆိုတာလောကကြီးညင်းစရာမှာအဲ့တော့ Manchester United အသင်းနဲ့ခုလက်ရှိမှာ Victor Caio Gerrard ရဲ့အပြောင်းရွှေ့ကနေပြီးတော့ဒါကျွန်တော်တို့ United အသင်းနဲ့ပထမဆုံးကန့်လတ်မှုတွေဘာညာကိုဘလူဘလူမှာတော်တော်လေးကိုစိတ်ဝင်စားဒါပေမဲ့ဒီကြားထဲမှာ United အသင်းနဲ့ဒါ ဒီကောင်နေ test in the water ဆက်လုပ်မယ်လို့မြင်တယ်။အရင်ဆုံးလုပ်ဖို့ United အသင်းကြိုးစားမှာကတော့ Victor Kyokas ရဲ့တာကျော်ပုတ်ကူရေးရရသဘောတူညီမှုရဖို့အတွက်သူတို့အနေနဲ့စတင်ပြီးကြိုးစားမယ်လို့မြင်တယ်။ Victor Kyokas နဲ့တာကျော်လက်ရှိမှာတောင်းတဲ့လောက်ခလာစားဒါကြောင့် basic တွေပါပဲအကုန်လုံးအသိရတာအဲ့တော့ feedback calculation ခုလက်ရှိမှာဒါ cola hala တွေ arsenal တုံးကလည်းဒါကျွန်တော်တပတ်လောက်ခပေါင်နှစ်သိန်းနှစ်သောင်းနဲ့ပေါင်နှစ်သိန်းကြားထဲမှာသဘောတူညီမှုတစ်ခုရခဲ့ပြီးတော့9နဲ့ plus 1နှစ်ဆိုတဲ့စာချုပ်ချုပ်ဖို့ဆိုသဘောတူညီမှုရခဲ့တယ်ဒါပေမဲ့ arsenal တိတ်ကအသိနဲ့သိညာညှိရတာစင်မပြေလာဘာလားမသိဘူးဒါ sesco ဘက်ကိုလုံးဝပြောင်းလဲသွားခဲ့ပြီးအခုလက်ရှိချိန်မှာဒါကျွန်တော် manchester united အသင်းကလည်းဒီပုံစံအတိုင်းကိုပဲ offer လုပ်ဖို့ ready ဖြစ်လာခဲ့တယ်ခုနပြောခဲ့သောတပတ်လောက်ခလာဆိုနှစ်သိန်းနဲ့နှစ်သိန်းနှစ်သောင်းကြားထဲမှာကန်လန့်မယ်ပြီးရင်တော့ဒါ9နဲ့ plus 1နှစ်ရှိတဲ့စာချုပ်တက်တန်းကိုဒါကျွန်တော် united အသင်း င်းနဲ့ကန့်လန့်မှုတွေ ready ဖြစ်နေပြီအဲ့တော့ဒီနေရာမှာ United အသင်းနဲ့ဒါကျွန်တော်တို့ဒီနေ့ဒါဟာဒုတိယမြောက်ခေါ်ယူမှုဖြစ်လာမှာတတိယမြောက်ခေါ်ယူမှုဖြစ်လာမှာတစ်ချက်တော့စောင့်ကြည့်ရပါဦးဆိုကစားသမားကိုယ်တိုင်ကလည်း United အသင်းကိုလိုလိုချင်ချင်ပြောင်းကျင်တယ် United ကလည်းအခုချိန်မှာပထမအောင်ဆုံးကန့်လန့်မှုပြုလုပ်လာခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ပထမအောင်ဆုံးပထမအောင်ဆုံးချိတ်ဆက်မှုတွေကိုပြုလုပ်လာခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ဒီအပြောင်းရွှေ့ကမြင်မြန်ဆန်ဆန်ရွေလျားဖို့ရှိတယ်ဒါပေမဲ့ဒါလူတော်များက Brian Ambwe ရဲ့အပြောင်းရွှေ့အောင် Brian Ambwe ရဲ့အပြောင်းရွှေ့ကမထင်မှတ်ပဲနဲ့အခုလက်ရှိမှာကြားနေတယ်။ဘာကြောင့်လဲအပြေကရှေ့ရှေ့လေးပဲကြားထဲမှာ Tottenham စ်ဘက်အသင်းဝင်နှောက်သွားတယ်လို့ဆိုလို့ရတယ်မှာပါတယ်။အဲလက်ရှိမှာ United အသင်းနဲ့ဒုတိယမြောက်ကမ်းလှမ်းမှုမပေးခင်မှာဟိုဒါကျွန်တော်တို့ Spurs အသင်းနဲ့ Brian Mbowe ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားခဲ့မှုတွေရှိတယ်။အဓိကတော့ရှင်းပါတယ်ဒါသူတို့ရဲ့လက်ရှိ Spurs အသင်းနဲ့သူတို့ရဲ့နီးပြားအသင်းဖြစ်လာမဲ့ Thomas Frank က Brian Mbowe ကိုဒါ Spurs အသင်းစီကိုခေါ်ယူပေးဖို့အတွက်တောင်းဆိုရကြအောင် Spurs အသင်းနဲ့ Brian Mbowe ကိုခေါ်ယူဖို့အတွက်တရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်ခဲ့တယ်။ဒါပေမဲ့ United အတွက်သတင်းကောင်းတစ်ခုအနေနဲ့ပြောပါဆိုရင်အဲ့ဒါကဘာလဲဆိုတော့ Brian Mbowe နဲ့ Spurs အသင်းကိုလက်ရှိမှာလုံးဝပြောင်းရွှေ့လိုချင်စိတ်မရှိဘဲနဲ့သူကတော့ Manchester United အသင်းမှာ Manchester United အသင်းဖြစ်တဲ့ကြောင့် Manchester United အသင်းကလာကျွန်တော်တို့ကျွန်တော်မြင်တာပေါ့နော်ဒီကြားထဲမှာဒါကျွန်တော်ဒုတိယမြောက်ကံလန်မှုပြုလုပ်သွားဖို့တပြင်ဆင်လာခဲ့ဒါပေမဲ့ United အသင်းနဲ့ဒါ Brian Mbeumo ကိုလက်ရှိမှာဒါကျွန်တော်ခဏသွေးအေးထားပြီး Victor Kyogress အတွက်အပြည့်အဝဒါကျွန်တော်ပြောင်းရွှေ့အတွက်ပြုလုပ်နေတယ်ဆိုသိရတယ်မှာပါဒါပေမဲ့ဘာကြောင့်လွတ်သွေးသွားဆိုတော့နားလည်လို့ရပါဆိုတော့ Brian and Wambo ကိုတိုင်က Manchester United အသင်းကိုပဲအလူရှိတဲ့အတွက်ကြောင့်သူတို့နဲ့ AA ဆက်စီလုပ်နေတယ်လို့ပြောလို့ရတယ်။စပါးဘက်ကတရားဝင်ကမ်းလှမ်းလာခဲ့မယ်ဆိုတော့အသင်းနှစ်သင်းကြားလက်ခံသွားမယ်ဆိုရင်တော့မှဒါကျွန်တော်တို့ Brian and Wambo ဘက်ကနေပြီးတော့စပါးအသင်းကိုငင်းပယ်ဖို့အတွက်လုံးဝ ready ဖြစ်နေပြီဆိုတဲ့သတင်းထွက်လာခဲ့တယ်။အဲ့တော့ပြောချင်တာက ်အဖေကရှေ့ရှင်လေး Brian Abbott မှုနဲ့ကြိုက်တဲ့ club လား United မဟုတ်ဘူးဆိုလက်ရှိမှာငင်းပယ်မှုတော့လုံးဝ ready ဖြစ်နေတယ်။သူ့အနေနဲ့ United ကို AA စစ်စစ်သူစောင့်သွားမယ်သဘောမှာရှိပါတယ်။အဲ့တော့ United သိတဲ့ခုလက်ရှိမှာဒါကျွန်တော်ဒုတိယမြောက်ခေါ်ယူမှုက Victor Kyogres ဖြစ်လာမလား။ဒါမှမဟုတ်လက်ရှိအနေထားတွေရ sorry ပါ။ဆိုတော့လက်ရှိအနေထားတွေရတာကျွန်တော်တို့ ဖိုက်ဒီဗစ်တာကာယိုဂရက်စ်တာမို့ကြောင့် Brian and Wan မှုဖြစ်လာမှာဒါကတော့တစ်ချက်တော့စောင့်ကြည့်ကြစရာကောင်းဒါပေမဲ့လက်ရှိမှာ United အသင်းကတော့ Victor Kayagas ကိုခေါ်ယူဖို့အတွက်တရားဝင်စတင်ပြီးတော့ approach တွေဒါကျွန်တော်ချိတ်ဆက်မှုတွေကိုစတင်ပြီးတော့ပြုလုပ်နေပြီဖြစ်ပြီးတော့ United အသင်းအတွက်တိုက်စင်မှုတတိယကိုတွေ့ရတော့မှလားဆိုရင်မိကုန်းကိုကျွန်တော်မေးရတော့မှဖြစ်ပါတယ်ဒါပါပဲဘောလုံးပွဲကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမေးကြပါနဲ့ဗျအောက်က comment တွေထဲမှာလေ Youth Sport Media 3.0ဆိုတဲ့ TV4U တို့ လင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဘက်ကကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မြန်လေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာမြန်မြန်ကလစ်မှာမမေ့နိုင်မှာဖြစ်ပါတယ်အားလုံးမကြည့်ဒီမှာကောင်းမွန်သောဒီလေးတနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရေနောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြည့်ဒီမှာမြန်မြန်လေးလက်ကလစ်ပေးကြအောင်ဗျာမြန်မြန်ကလစ်မှာမမေ့နိုင်မှာဖြစ်ပါတယ်တေးပါပါဗျာ